ဒီဘက်ခေတ်မှာကျတော့လေ့လာစရာသင်ယူစရာအရာအားလုံးကမျက်စိပွင့်နားပွင့်ဖြစ်တယ်ပေါ့နော်။နော်ရိုဟိုလွန်ခဲ့တဲ့7နှစ်လောက်ကကျတော့မျက်စိမပွင့်နားမပွင့်တဲ့အချိန်မျိုးမှာ swim swim suit အလိုမျိုး swimwear competition နဲ့ပြိုင်ရင်တောင်မှအဲ့လိုတနိုင်ငံလုံးကဝိုင်းဆဲတာမျိုးဝိုင်းပြောတာမျိုးခံခဲ့ရတာမျိုးရှိတယ်ပေါ့တက်ကြည့်လာတဲ့အချိန်ကျတော့စဉ်းစားရတာတွေချင့်ချိန်ရတာတွေအများများလာတော့ တချို့အရာတွေကကိုလှုပ်ချင်တော့ညာလဲအစိတ်ကအုံနောက်ကခွင့်မပြုတော့တဲ့အရာလေးတွေရှိတယ်ပေါ့ဟုတ်ဟုတ် quick ခါလေးများရအောင်မယ်ဆိုရင်တော့အနုပညာအလုံးနဲ့ပတ်သက်တာလေးတော့လှုပ်ချင်တာလေးတခုကြံသေးတယ်အဲ့လေးလှုပ်ဖြစ်အောင်တော့လှုပ်သွားမယ်လို့တော့စိတ်ကူးထားတယ်ပေါ့ဟုတ် အမ်ယူကကျတော့နောရိုင်ငယ်ဘွားအမတ်တရအများကြီးပေါ့နော်ဒီအနုပညာ live day ကိုစဝင်တဲ့အချိန်မှာအနုပညာလောကကိုစဝင်တဲ့ပထမဆုံးခြေလှမ်းနောကိုဆင်တင်ပေးခဲ့တဲ့စင်ကြီးလည်းဟုတ်တယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီနေ့က Miss Universe Michina အနော်တို့ကချင်ပြည်နယ်ကိုပူဇော်ပြုတဲ့ Miss Universe Michina လေးကို လာပြီးတော့အားပေးတာပါရှင်ပြီးတော့ဒီမှာပါဝင်တဲ့ condensed ညီမငယ်အားလုံးကိုလည်းလာပြီးတော့ အပေးတာပါဟုတ်ဟုတ်โอเคဟုတ်အာဘယ်လိုပြောမလဲဒီခစ်ဒီဘက်ခစ်ကကလေးတွေကကျတော့ပို့ပြီးတော့ educated ဖြစ်တယ်ပြီးတော့သူတို့ရဲ့ဒီဘက်ခစ်မှာကျတော့လေ့လာစရာသင်ယူစရာအရာအားလုံးကမျက်စိပွင့်နားပွင့်ဖြစ်တယ်ပေါ့နော်နော်လို့ဟောလွန်ခဲ့တဲ့7နှစ်လောက်ကကျတော့မျက်စိမပွင့်နားမပွင့်တဲ့အချိန်မျိုးမှာ swim swimsuit အဲ့လိုမျိုး swimwear competition နဲ့ပြိုင်အောင်မှာ အဲ့လိုတနိုင်ငံလုံးကဝိုင်းဆဲတာမျိုးဝိုင်းပြောတာမျိုးခံခဲ့ရတာမျိုးရှိတယ်ပေါ့ဒါပေမဲ့အခုဒီဘက်ခစ်ကကလေးတွေကံကောင်းပါတယ်အဲ့ဒီဒဏ်တွေကနေသူတို့အများကြီးလွတ်မြောက်သွားတယ်ပေါ့နော်အဲဆိုတော့အဲဘယ်လိုပြောမလဲ the social platform တခုအနေနဲ့လည်းသူတို့ဒီဒီကနေဒီ state sim မွားနေမှာသင့်သူတို့လှုပ်ချင်တဲ့အမှုပညာလမ်းကြောင်းတွေအများကြီးကိုလည်းသူတို့အဲရှောက်လန်းနိုင်မှာပါဟုတ် အနောကမမရရ2014ပေါ့နော်ရဲ့အနုပညာပထမဆုံးစပြီးတော့ခြေလန်းအစကဒီ Miss Universe အမြန်မာ2014မှာနော်က Miss Huawei တိုက်တဆုရတာပေါ့နော်အဲ့ဒီကနေတဆင်လူတစားတစားတိလာပြီးတော့နော်ရဲ့ Modeling Career Life ကိုလုံးဝ changes လုပ်လိုက်နိုင်တဲ့အထီကိုနော်ကိုအများကြီး supportive ဖြစ်ခဲ့တဲ့အပြိုင်ပွဲလေးတစ်ခုပါဟုတ် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ဆိုတော့အဲဒီကတော့အရင်ငယ်တည်းကပေါ့နော်ခလေးပေါ့အခုအခုဒီဒီညဆင်မြင့်ထက်ပေါ်မှာရှင်ပြိုင်မဲ့ညီမငယ်တွေလိုပဲကိုရီလဲ very very beginner ဆိုတော့အပထမဆုံးစပြိုင်တဲ့အချိန်မှာအရင်ကြီးအဘယ်လိုပြောမလဲစင်ရဲ့ state experience တွေမရှိခဲ့ဘူးပြီးတော့ confidence တွေမရှိခဲ့ဘူးအဲ့လိုဘဝလေးတွေကိုပြန်ပြီးတော့အအမတ်ရတာပေါ့နော်တခါလေကျတော့လဲအော်အခုချိန်မှာပြန်ငယ်ခြင်းနဲ့ငယ်ရင်ဒီလိုပြိုင်ပွဲလေးတွေပြန်ဂျွိုင်းလို့ရတာလေ အခုကျတော့အသက်အရွယ်တစ်ခုရောက်သွားတဲ့အချိန်မှာကျတော့မဝုတ်ရဲတော့တာတွေမပြောရဲတော့တာတွေအဲ့လိုမျိုးတွေရှိလာတယ်ပေါ့နော်ဆိုတော့ငယ်တဲ့အချိန်မှာကိုလှုပ်ချင်တဲ့အိမ်မက်တွေကိုလှုပ်ချင်တဲ့ပန်းတိုင်ကိုလှုပ်ချင်တဲ့အရာအားလုံးကိုလှုပ်ခဲ့ပါလို့ညီမငယ်လေးတွေကိုပြောချင်တယ်အသက်ကြီးလာတဲ့အချိန်ကျတော့စဉ်းစားရတာတွေချင့်ချိန်ရတာတွေအရမ်းများလာတော့အဲတချို့အရာတွေကကိုလှုပ်ချင်တော့ညာလဲအဲစိတ်ကအုံနောက်ကခွင့်မပြုတော့တဲ့အရာလေးတွေရှိတယ်ပေါ့ဟုတ်ဟုတ် နော်က modeling career life နဲ့ပတ်သက်တော့เนาะခြေနဲ့ပါတယ် runway show ပေါင်းမြောက်များစွာရှောက်ခဲ့တယ် photo fashion editorial တွေရိုက်ခဲ့တယ်အလှပုံတွေရော fashion shoot တွေရောအများကြီးရိုက်ခဲ့ရတယ်ပေါ့เนาะဆိုတော့အခုကြီးလာတဲ့အချိန်မှာလောက်ချင်တာနောက်ထပ်အမှုပညာနဲ့ပတ်သက်ပြီးတစ်ခုပဲကြံတော့တယ်အဲ့ဒါကလည်းအဖြစ်နိုင်တော့အဘယ်လိုပြောမလဲအခုချိန်မှာတော့ဒီအမှုပညာအလုပ်ကို full time ကြီးအချိန်ပေးနိုင်တာမျိုးတော့မရှိတော့ဘူးပေါ့เนาะအပြင်မှာစီးပွားရေးအလုပ်လေးလုပ်တယ် ကိုလုပ်ငန်းလေးလုပ်တယ်အားတဲ့အချိန် gym ဆော့တယ် golf ရိုက်တယ်ဆိုတော့ကို plan နဲ့ကိုကိုရဲ့ life ကိုကိုကို life plan နဲ့ကိုသွားနေတာဖြစ်တဲ့အတွက်အာအခွင့်အခါလေးများရအောင်မယ်ဆိုရင်တော့အနုပညာအလုံးနဲ့ပတ်သက်တာလေးတော့လုပ်ချင်တာလေးတခုကြံသေးတယ်အဲ့လေးလုပ်ဖြစ်အောင်တော့လုပ်သွားမယ်လို့တော့စိတ်ကူးထားတယ်ပေါ့ဟုတ် maybe surprise ဘဝမှာအရန်ဖြစ်ခြင်းတဲ့အရာတွေကိုငယ်တဲ့အချိန်မှာပေါ့ငယ်တဲ့အချိန်မှာဘာလို့လို့တင့်တယ်တဲ့တင့်တော်တယ်ဒါပေမဲ့အသက်အရန်ကြီးသွားတဲ့အချိန်မှာမတင့်တော်တော့တဲ့အရာလေးတချို့ရှိတယ်ဆိုတော့အသက်သိမ့်မကြီးသေးခင်တော့တော့လှုပ်ဖြစ်မယ်လို့ထင်တယ်ဟုတ် ကောင်းပါတယ်နောကတော့လေဘယ်လိုပြောမလဲ Miss Universe ကကြောအရန်ကြီးကျယ်တယ်အရန်ခမ်းနားပြီးတော့ message ကြော်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး chance ပေးလိုက်တဲ့အချိန်မှာအိမ်အောင်ပြုတ်လိုက်ပေမဲ့ကိုယ့်ရဲ့ body ကိုလှအောင်ထိန်းသိမ်းထားနိုင်တဲ့အမျိုးသမီးတွေထက်မြက်ပြီးအောင်မြင်ပြီးတိတ်တော်တဲ့အမျိုးသမီးတွေရှိတယ်ဒီလိုပဲ trans woman တွေမှာလည်းဒီလိုမျိုးမှာအများကြီးတော်ပြီးတော့ကိုယ်ရဲ့ main ကလေးတွေမစွမ်းဆောင်နိုင်တဲ့စွမ်းဆောင်ရည်တွေအများကြီးရှိတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုလူတွေကိုအခွင့်အရေးပေးတယ်ချန့်ပေးတယ်ဆိုတာကဒ ါလူလူချင်းကိုလူသားချင်းစာနာတော့အပြင်ထောက်ထားတော့အပြင်အဲကိုချင်းစာတော့အပြင်အပေးအမြောက်ပြုတယ်လို့တော့တော့မြင်ပါတယ်ဟုတ်ဟုတ်အာအခုနောက်ပိုင်းတော့နည်းနည်းခက်စိတ်စိတ်လေးပြန်တွေ့ရမှာပါလို့အပေးပါအောင်လို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ် Thank you ပါဟုတ်